ာအရင်တော့ကျွန်တော်တို့ဒီကျွန်တော်တို့နိုင်ငံကယောဂမရှိတဲ့နိုင်ငံဖြစ်တယ်ယောဂမရှိတဲ့ဟာကိုတခါလေအာဆေးလာပေးတာကအာမာရီဆေးကြီးလာပေးတာအနာတခြားဆေးတခြားကျွန်တော်လူတာဖက်ပြီးတော့ဆေးဖြစ်တယ်လာပေးတာကတပီတောင်ဆေးဖြစ်တဲ့ခါကျတော့အနာကမပြောက်ခဲနဲ့တခါလေပိုဆိုးလာတာ ပိုဆိုးလာလေတပီတောင်စီးကိုပေးလေဆိုတဲ့ခါကျတော့ပိုပြီးတော့ဒီကံယောဂါကပိုဆိုးတဲ့ထက်ပိုဆိုးလာတော့အခုထိပေါ့ဗျာနော်အခုအချိန်ဒီမှာတော့ပင်လုံးတက်တက်နဲ့လောက်နေပဲကျွန်တော်တို့ကုစားလို့မရတော့ဘူးဒီခွဲစိကူတာတဲ့အစင်ထီတော်ရောက်လာနိုင်တယ်အဲဒါကိုကျွန်တော်တို့အားလုံးက ဟိုသဘောထားကြီးကြီးနဲ့မလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအနာတရားစီတရားဆက်လုပ်မယ်ဆိုလို့ရှိရင်ဒီလူနေစုဖြစ်တဲ့တိုင်းရင်းသားတွေကန္တာကိုဆက်လက်ပြုမယ်ကျွန်တော်တို့ကတေးတင်အောင် လုပ်မယ်ဆိုလို့ရှိရင်ဒီတိုင်းပြည်ဟာအာနောက်ဆုံးတော့အာထိမ့်မနိုင်တိမ့်မရဖြစ်သွားမယ် သူများနိုင်ငံအောင်ရောက်သွားမယ်ဒီလိုရောက်သွားမယ်ဆိုရင်ဘု து အပြစ်မှမဟုတ်ဘူးကျွန်တော်တို့အားလုံးရဲ့အပြစ်ပဲအနာရချာစီရချာလုပ်ဖြစ်တဲ့အပြစ်ပဲလို့ပြောရမယ်